ဒီနေ့မှာပြပြပေးသွားမယ့်ဘိုးသူတာလေးတစ်ခုကတော့နန်နက်ပွင့်ရဲ့ကျမ်းမာရေးအကျိုးစီးပွားလေးတွေပဲဖြစ်ပါတယ်။နန်နက်ပွင့်ဟာနမဲကြီးဟင်းခတ်အမွေးကြိုက်တစ်ခုဖြစ်ရုံသာမကစေးဘက်လည်းအလွန်ဝင်လာပါတယ်။ထမင်းဟင်းချက်တဲ့အခါမှာနန်နက်ပွင့်ကိုထဲ့ချက်ခြင်းအဖြစ်ဟင်းတွေပုံမှုအရသာရှိရုံသာမကပဲနဲ့ကျမ်းမာရေးအတွက်ပါအထောက်အကူပြုနိုင်ပါတယ်။နန်နက်ပွင့်ကိုရင်နွေးချမ်းတောက်တယ်လို့မျိုးရင်နွေးတဲ့စိန်တောက်လို့လည်းရပါတယ်။နန်နက်ပွင့်ကနေပြီးတော့ထုတ်လုပ်ရရှိတဲ့ အက်ဆစ်တက်တမျိုးကတုတ်ကွေးယောဂါဆေးဖော်ဆက်ရမှာအဓိကကုန်စည်တစ်ခုပဲဖြစ်ပါတယ်။နနက်ပွင့်ဟာနှစ်ရှည်ခန့်အမြဲစိမ့်ပင်ဖြစ်ပြီးတော့အမြင့်ပင်30ကနေ40အထိရှိနိုင်ပါတယ်။နနက်ပွင့်အပင်တက်တန်း9နှစ်ကနေ9နှစ်ရောက်ပြီဆိုရင်တော့အပွင့်နဲ့အသီးတွေစတင်တည်ပွင့်ပါတယ်။တောင်ငုံထူထပ်တဲ့နေရာတွေမှာကောင်းစွာပေါက်ရောက်နိုင်ပြီးတော့အပင်မှာနှစ်ပေါင်းရာကျော်တက်တန်းအထိနေနိုင်ပါတယ်။ဒီတော့နနက်ပွင့်ရဲ့ဆေးဘဝင်အာနိသင်တွေကိုပြပြပေးမှာပဲဖြစ်ပါတယ်။ သူ့ရဲ့ဆေးဘက်ဝင်အာနိသင်တွေကတော့တုတ်ကွေးယောဂါကိုတက်တာပျောက်ကင်းစေတာပြီးတော့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါများကိုတက်တာစေတာအယိုးစစ်နဲ့ကြွက်သားများနာကျင်ကြိုက်ခဲမှုကိုတက်တာစေတာအရှိပြားလီဘက်နာနဲ့ရှားနာတွေကိုတက်တာစေတာပြီးတော့အစာအိမ်နဲ့ဥလမ်းကြောင်းယောဂါတွေကိုတက်တာပျောက်ကင်းစေတာနောက်တစ်ခုကတော့ကိုခံစွမ်းအားကိုတိုးမြင့်ပေးနိုင်ပြီးအန်တီအောက်ဆီဒန့်အာနိသင်ရှိခြင်းတို့ပဲဖြစ်ပါတယ်။ဒါကတော့နနက်ပွင့်ရဲ့ကျန်းမာရေးအကျိုးစီးပွားလေးတွေကိုပြပြပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။